င်းလေသမုတ်တရားဆိုတာဟာအလှပတွေစူဝေးရအရက်လို့လည်းဆိုနိုင်တယ်လို့ကျောင်းမဖွဲရအကောင်းဆုံးသောအရာတွေတရှိနေတဲ့နေရာလို့လည်းဆိုနိုင်ပါတယ်။ပြားလဲနေတဲ့ရေပြင်အောက်မှာပုံကွယ်နေတဲ့တရဝါကြီးတွေဘေးရနေရကလည်းပင်လေပြင်ကတာယာတဲ့နေရက်တရက်ကိုအိမ်မဆုအဖြစ်ပြောင်းလဲသွားစေနိုင်စွမ်းရှိပါတယ်။ပင်လေပြင်ကဗျံပရအခြေအနေတွေအန်ဒီယေတွေနဲ့မယုံနိုင်စရာမှတ်တမ်းတွေကလည်းအများအများရှိပါတယ်။ဒါကြောင့်ဒီကနေ့မှာတော့တင်းတို့ကိုသမုတ်တရားဘလူးကြီးတွေလို့တင်စားရတဲ့ရေနေတရဝါကြီးတွေရဲ့တိုက်ခိုက်မှုနဲ့ကြုံတွေ့ခဲ့ရတဲ့ ထိတ်လန့်တုံလုံးဖွဲ့ရအခိုက်တန်းတချို့ကိုစူးစီးတင်ဆက်ပေးတော့မှာပါ။အရင်ဆုံးအနေနဲ့အစီအစဉ်လေးမစတင်ခင်မှာကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ကြသေးဘူးဆိုရင်လည်း subscribe လုပ်သွားဖို့တောင်းဆိုပါရစေ။ကဲအစီအစဉ်ဖြစ်ပြီဆိုရင်တော့စလိုက်ရအောင်ပါ။ Down Bronco ရဲ့အဖြစ်ဆို Down Broken ဟာ Oracle နဲ့လှုပ်လှုပ်ဖို့အမြဲတမ်းစိတ်အားထက်သန်သူဖြစ်ခဲ့ပြီးသူမငယ်စဉ်ကတည်းကဒါကိုစိတ်ဝင်စားခဲ့သူဖြစ်ပါလေ။နေ့အတန်ကြာလှုပ်ကြိုင်ပြီးမှတော့သူမဟာ Sea World Orlando ကထိတ်တန်း trainer တစ်ယောက်ဖြစ်ပြီး ထိမ့်သိမ့်သမျှ Oracle တွေကအကြီးဆုံးဖြစ်တဲ့ Tim Cook နဲ့အတော်လေးရင်းနှီးလာခဲ့ပါပြီ။ဒါပေမဲ့ Tim Cook ရဲ့ရာဇဝင်ကတော့အကြမ်းဖက်တိုက်ခိုက်မှုတွေရှိနေပြီး2010ခုနှစ် February 24ရက်နေ့မှာတော့ရှာမူပွဲတော်မှာထိတ်လန့်ပွဲရာဖြစ်ရတဲ့ခုပေါ်ပေါက်ခဲ့ပါပြီ။ဒုံးဟာရေစက်မှာရရင်အနားကိုကတ်လာဖို့ Tim Cook ကိုအချက်ပြနေပြီးဒါလိုပြကွက်မျိုးဟာသူ့မအနေနဲ့အချိန်မောင်းမရေတွက်နိုင်အောင်လှုံ့ဆော်နေပြီဖြစ်ပါပြီ။ဒါပေမဲ့အဖြစ်ပြက်ကတော့ကြောင်းမဖွဲ့ရအခြေအနေတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပြီးငါးကြီးဟာဒေါမီရဲ့ကျစ်ဆံမိကိုကတ်ယူရင် သူမကိုရေးတဲ့ဆွဲခေါ်သွားခဲ့ပါတယ်။အစားပိုင်းမှာတော့ပရိသတ်တွေလည်းဒါဟာပြကွက်ရဲ့ဒစိတပိုင်းလို့ထင်ခဲ့ပြီးမြင်ဘီနာကစောင့်ကြည့်နေတဲ့ trainer တွေကတော့ဆူဆူဝါပြဿနာတခုရှိနေပြီဆိုတာချက်ချင်းပဲနားလည်သွားကြပါတယ်။ Tip Khun ကအလွန်တမာတာကြောင့် Dom ကိုရေးနေတဲ့အထိဆွဲချသွားပြီး Dom လည်း Tim Khun လက်ကလွတ်မြောက်အသေးတန်ကြိုးစားပြီးမြင်ဒီ Orca 5ကြီးကတော့သူမကိုလွတ်မြောက်ခွင့်မပေးခဲ့ပါဘူး။မကြခင်မှာပဲရေကန်နဲ့မျက်နှာပြင်ကပါအနီရောင်ပြောင်းလဲလာခဲ့ပြီးတခြားသော trainer တွေလည်းဝင်ရောက်ကူညီဖို့စ조사ပေမဲ့ ဒီငါးကြီးကတော့နိုင်ကွက်လောက်ကြောင်သူမကိုဆွဲရန်တိုက်ခိုက်နေပြီးနောက်ဆုံးမှာတော့သူတို့လည်းဒေါမီရဲ့ရုပ်အလောင်းကိုသာပြန်ရခဲ့ကြပါပြီ။ပြပွဲတစ်ခုလုံးအန်တုံလုံးမှုနဲ့အတူတိတ်ဆိတ်သွားခဲ့ပြီးဒီဖြစ်ရဟာကမ္ဘာသတင်းစာစာမျက်နှာတွေမှာပါထည့်သွင်းဖော်ပြခံလာရပါတယ်။ဖော်ပြချက်တွေအရကတော့ tip ခွန်းကြောင့်ရခင်ကတေဆုံးမှုနှစ်ခုအထိရှိခဲ့ပြီးဒီဖြစ်ရကြောင့်လူလူအကြဝေဖန်မှုတွေမြင့်တက်လာခဲ့တယ်လို့ Sea World ရဲ့လုံပုံကိုင်မုံကိုလည်းပြန်လည်တုံ့တက်မှုတွေပေါ်ပေါက်လာခဲ့ပါတယ်။ နောက်ဆက်တွဲအနေနဲ့စီဝေါ်လေးယာယီပြောင်းလဲမှုစတင်ပြုလုပ်ခဲ့ရလို့အော်ခါဖျော်ဖြေမှုတွေညှနာတာလုံခြုံရေးစနစ်တွေတိုးမြင့်တာစတာတွေပြုလုပ်ခဲ့ကြပါတယ်။ဟူဂိုရဲ့ကြေကွဲွယ်ဇလံဟူဂိုကတော့တောင်ပိုင်းနေကီလာဝေါ့စ်ကောင်ဖြစ်ပြီး1965ခုနှစ်ပစိဖိတ်သမုဒ္ဒရာရဲ့ရေပြင်ထဲမှာမွေးဖွားလာခဲ့သူဖြစ်ပါတယ်။ဒါပေမဲ့အသက်3နှစ်အရွယ်မှာတော့သူ့ရဲ့ဘဝကလည်းဆိုးဝါးလာတဲ့အပြောင်းအလဲနဲ့ကြုံတွေ့ခဲ့ရပြီး1968ခုနှစ်မှာတော့ဝါရှင်တန်ပြည်နယ်ကမ်းရိုးတန်းမှာဖမ်းဆီးခံခဲ့ရပါတယ် အဲဒီနောက်မှာတော့မိုင်3000အကွာကဖြောပြေးကျင်းပရာနေရမွေးမြူရေးကံငယ်လေးစီပို့ဆောင်ခံလိုက်ရပြီအဲဒီနေရာဟာဖြောပြေးကံနာမှာအသုံးပြုဖို့ရည်ရွယ်ချက်နဲ့ဟူကိုကိုမွေးဖွားခဲ့ပါတယ်ဒီလိုနဲ့ပဲဟူကိုကိုပထမအဆုံးပွဲထုတ်လာတဲ့အချိန်မှာတော့ပရိသတ်တွေလည်းအန်အန်သိငဲ့ရပြီးပြဿနာကတော့ဟူကိုရဲ့စိတ်ပိုင်းဆိုင်ရာပြဿနာဟာတိတိတသားကြီးထွားလာတာပါသူရဲ့ trainer ဖြစ်သူ Richards ကလည်းသူရဲ့တက်တောင့်တတမဖြစ်မှုကိုသတိပြုမိပါတယ်ဟူကိုရဲ့အားပြော့နေတဲ့အမိရေပေါ်မှာသာခေါင်းဖော်ထားခြင်းစတဲ့ပုံမှန်မဟုတ်တဲ့အပြုမှုတွေကိုမြင်တွေ့ရတယ်လို့ အတိပေးအပြုမှုတွေလည်းဆက်တိုက်ကြုံတွေ့ရပါတယ်။ဒါပေမဲ့ဟူဂိုကတော့ဖြောပြီးတင်ဆက်ဖို့ကိုပဲအတင်းကျပ်ဖိအားပေးခံရစေပါ။1989နှစ်အစောပိုင်းမှာတော့သူ့ကိုတဘာဝတွေကဖမ်းမိတဲ့အခြားသောဝေလာငါးတကောင်ဖြစ်တဲ့လစ်ထိုထာနဲ့အတူတွဲဖက်ထားရှိခဲ့ပြီးသူတို့ကိုတွဲဖက်လေ့ကျင့်မှုပြုလုပ်စေခဲ့ပြီးမှဟူဂိုရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေကတော့တိုးတက်မှုတစုံတရာမရှိလာခဲ့ပါဘူး။တစတဲ့မှာပဲသူ့ရဲ့ရန်လုံမှုအပြုမှုတွေကလည်းပုံမှုအတွေ့ရများလာပြီး trainer ကိုကြိုက်တာ ်ထရိနာရဲ့ဥကောင်ကိုရေကန်နေရန်နဲ့စောင့်တာစတဲ့အကြမ်းဖက်မှုအပြုတ်မှုတွေပါစတင်ပြုလုပ်လာပါတယ်။ပြားလိုက်ဝန်ထမ်းတွေကတော့ဒီလိုအပြုတ်မှုတွေကိုအမှုမဲ့အမမဲ့လို့သဘောထားခဲ့ပြီးထိန်းချုပ်ခံထားရတဲ့တာရဲ့တိရစ္ဆာန်တွေရဲ့တဘာဝလို့သာယူဆထားခဲ့ပါတယ်။ဒီလိုနဲ့1980ခုနှစ်မှာတော့ဟူဂိုရဲ့အခြေအနေကအတော်လေးဆိုးဝါးနေပြီဖြစ်တယ်လို့တခါတုန်းကအားပါသွက်လက်တဲ့သူ့ရဲ့လှုပ်ရှားမှုတွေလည်းနှေးကွေးလေးလံလာပါတယ်။ဒါပေမဲ့ဖြော်ပြဖို့အတင်းကျပ်ဖိအားပေးခံရဆဲဖြစ်ပြီး1980မတ်လ၄ရက်နေ့မှာတော့ အကျိုးလေးချင်မှုတစ်ခုပြုလုပ်နေတော့ဟူဂိုကရုတ်တရက်လှောက်ရှားမှုမရှိတော့သလိုရေမျက်နှာပြင်ပေါ်ကိုလည်းသူ့ရဲ့ခန္ဓာကိုယ်ကအသက်မဲ့စွာဘောလုံးမျောလာခဲ့ပါသည်ယောအလောင်းစစ်စစ်ချက်တွေအရဟူကိုဟာအုံနောက်သွေးလိုကျော်ရောင်ရမ်းနေကြောင်းသိခဲ့ရပြီဒါကလည်းနှစ်ပေါင်းများစွာရေကန်နေရတဲ့ဥကောင်ကိုစောင့်တိုက်ခဲ့ခြင်းရဲ့နောက်ဆက်တွဲဖြစ်ပါလိမ့်မယ်လို့ဆိုပါရယ်ဟူကိုရဲ့ဖြစ်ရဟာထိန်းချုပ်ရေးကန်တွေကတတဝါရီရဲ့စိတ်ပိုင်းဆိုင်ရာအပေါ်တက်ရောက်မှုနဲ့ပတ်သက်လို့လည်းသတိပေးချက်တစ်ခုဖြစ်လာခဲ့ပါရယ်နောက်ဆက်တွဲအနေနဲ့ကဘာတဝမ်းမှာလည်းမွေးမြူရေးကန်တွေရဲ့အော်ခါကို ထိမ့်သိမ့်ပုံစီမင်းစည်းကမ်းတွေနဲ့ပတ်သက်လို့ဆွေးနွေးမှုတွေပေါ်ပေါက်လာခဲ့တယ်လို့လူသားတွေရဲ့ပြောပြမှုအတွက်ထိခိုက်နင်းနာစေမှုတွေကိုလည်းပုံမှုသတိပြုမိလာစေခဲ့ပါသည်။ Tamari Tolson ရဲ့ခက်ခဲသောစမ်းသပွဲ2002ခုနှစ်ဇူလိုင်လ10ရက်နေ့တုန်းကဆန်ဒီယေဂိုမြို့က Sea World မှာစိတ်လှုပ်ရှားမှုတွေနဲ့ပြင်းထန်နေခဲ့ပြီးမိသားစုတွေကလည်းအော်ခါပြပွဲကိုကြည့်ရှုဖို့အတွက်စူးဝေးနေကြပါသည်။ ်ထရိနာတကူဖြစ်တဲ့အသက်28နှစ်ရဲ့ထရမီတိုလဆန်ကလည်းသူမှအလလုံနေတဲ့အော်ခါရီနဲ့ဆက်ဆံကောင်းတွေတိစောက်ထားနိုင်သူပါအဲ့ဒီထဲမှာ splash နဲ့ off kick ဝေလာ5ကြီး2ကောင်လည်းပါဝင်ပြီးအဲ့ဒီအော်ခါ5ကြီး2ကောင်ဟာစိုးရတဲ့တမိုင်းကြောင်းတွေရှိခဲ့ပါတယ် splash ကတော့1995ခုနှစ်ကရုတ်တရက်မနာချမ်းဖြစ်ခဲ့ပြီးအကြောင်းအရအဲ့ဒီအော်ခါဟာမိခင်ဖြစ်သူရဲ့ဖျော်ပြတင်ဆက်မှုအတွင်တည်ဆုံးမှုကိုမြင်တရရလိုပါ သူတို့ဟာအပြစ်မှုဆိုင်ရာပြဿနာတွေရှိနေပေမဲ့လည်းထမရီကဒီတရဝါကြီးတွေနဲ့ရင်းနှီးတဲ့ဆက်ဆက်ရေးတစ်ခုတိစောက်နိုင်ခဲ့ပြီးသူတို့နဲ့နီနီကကဆက်ပြီးလောက်ကင်နေခဲ့ပါတယ်။တင်းဆက်မှုစတင်ချိန်မှာတော့အရာအလုံးဟာအဆင်ပြေနေခဲ့တယ်လို့တရဝါကြီးတွေကလည်းသူတို့ရဲ့ပုံမှန်လှုပ်ဆောင်နေကြအတိုင်းဖျော်ဖြေတင်ဆက်နေပြီးမှမကြခင်မှာပဲတစုံတရာကမှားယွင်းတဲ့အကြောင်းသိလာခဲ့ပါတယ်။အဲဒါကတော့ Splash နဲ့ Orchestro ဟာစိတ်လှုပ်ရှားလာပြီးပုံမှန်အတိုင်းဆက်ပြီးမကူးနိုင်တော့တာကြောင့် Trainer ကလည်းသူတို့ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်တက်နိုင်ဆုံးစူးစမ်းပေးမိမယ်။ အော့ခ်ငါးကြီးတွေရဲ့အပြုတ်မှုကတော့ခံမှန်းလို့မရဖြစ်နေစေပါအဲ့ဒီနောက်မှာတော့မထင်မထားပဲအော့ခ်ကရေတဲ့ကရုတ်တရက်ခုံထွေရင်းထာမရီရဲ့ခြေထောက်ကိုကိုက်ခဲ့ပြီးသူမကိုပါရေတဲ့ဆွဲချသွားပါတယ်ကြီးရှုနေတဲ့ပရိသတ်တွေကလည်းကြောက်လန့်ကြအော့ဟစ်ကုန်ပြီးထာမရီကတော့တခါတုန်းကဂယူးဆိုင်ပေးခဲ့တဲ့အော့ခ်ကဆွဲချသွားတဲ့အတိုင်းရေနပ်ပိုင်းတွေကိုတောက်လျှောက်ပါသွားခဲ့ပါတယ်ကံကောင်းစွာနဲ့ပဲကာဆကာဆိုတဲ့တခြားသောထရိနာတယောက်ကလည်းအလင်းမြန်ဝင်ရောက်ကူညီမှုကြောင့်ပဲ သူမှလည်းအောက်ခရီလက်ကလွတ်မြောက်သွားခဲ့ရပြီးတာမရီလည်းငါးကြီးရီလက်ကလွတ်မြောက်ခဲ့တယ်ဆိုပေမဲ့ဒဏ်ရာတော့အပြင်းထန်ရသွားခဲ့ပါတယ်။ဒီထိတ်လန့်မော်ရဖြစ်ပျက်ကလူတွေကြားတဲ့ဆွေးနွေးညှိနှုံစရာဖြစ်လာခဲ့တယ်လို့အောက်ခတင်ဆက်ပြသမှုရဲ့လုံခြုံရေးပိုင်းနဲ့ပတ်သက်လို့မေးခွန်းထုတ်လာကြပါတယ်။တရဝကြီးရဲ့အန်ရဲ့ပေးလာနိုင်ကြီးကိုလည်းစိုးရိမ်လာကြပါတယ်။ပင်လယ်ဟာလျှို့ဝှက်ချက်ပေါင်းများစွာစူးဝေးနေတယ်လို့အောက်ခရီရဲ့ခံမရခဲ့တဲ့သဘာဝကလည်းအဲ့ဒီကြောက်မက်ဖွယ်ရအကောင်းဆုံးကဏ္ဍထဲမှာတစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကဲဆက်လက်ပြီးသင်တို့လည်းဒီတပ်ပုံကိုမြင်တွေ့လိုက်တာနဲ့ပုံတွေကအမျိုးသားဘာဖြစ်နေတယ်လဲဆိုတာရောအသက်ရှင်လွန်မြောက်နိုင်မှာမဟုတ်ဘူးဆိုတာရောတခါတည်းနားလည်မိကြမှာသိကြပါရည်ဖြစ်စဉ်ကတော့ပါစီဟာအားလိုက်ရဲ့ရေကစားထွက်လာတော့တာဝန်ရှိသူတွေကတချို့သောရေဇက်နေရာတွေကိုတွာလာခြင်းမပြုဘို့သတိပေးခဲ့ပေမဲ့သူကတော့ကိုကိုကိုယုံကြည်မှုလွန်ကဲနေတယ်လို့သတိပေးချက်တွေကိုလည်းလုံးဝဂရုမစိုက်ခဲ့ပါဘူးအဲ့ဒီအပြင်ဟာတာလှုပ်တဲ့အနေနဲ့တားမြစ်ထားတဲ့နေရာကိုပါတမင်တကာတွာလာပြခဲ့ပြီး အဲ့ဒီနောက်မှာတော့သင်တို့ယခုမြင်တွေ့ရတယ်လို့ပဲဒီနေရာဟာဘာကြောင့်တားမြစ်ထားတယ်လဲဆိုတဲ့အကြောင်းရင်းကထင်ရှားသွားခဲ့ပါတယ်။သူဟာအတန်းနဲ့ရင်မီသင်ငန်းစာယာသွားတယ်လို့ဆိုနိုင်တယ်လို့ကျွန်တော်တို့အနေနဲ့တနင်္လာရကိုသွားလာတဲ့အခါ3 page တွေကိုဂယုပြုဖို့နဲ့ဒေတာကန်တွေပြောတဲ့စကားတွေအကြံပြုချက်တွေကိုလေးစားလိုက်နာဖို့ဘာကြောင့်လိုအပ်တယ်လဲဆိုတာကဒီဖြစ်ရလေကဥပမာပါ။ကဲဒီတော့အတင်းတို့ရောဒီဖြစ်ရတဲ့ပတ်သက်ပြီးဘယ်လိုမျိုးထင်မြင်ယူဆလဲဗျခေါင်းမမှာဘာဝင်ဆွေးနွေးပြီးသွားလိုက်ပါခနက်ပီတာတိုက်ခိုက်ခံရခြင်း 2006ခုနှစ်နိုဝင်ဘာလ30ရက်နေ့ကစီးဝေါ်မှာတုံလုံးဖွဲ့ရဖြစ်ရတဲ့ခုကြောင့်လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ပြီးအော်ခါရီနဲ့အလလုတ်ရတာဟာဘလောက်ထိအန်ရီများတဲ့အကြောင်းသိသာစေခဲ့ပါတယ်။ထရိနာတအူးဖြစ်တဲ့ခနက်ပီတာဟာစီးဝေါ်ရဲ့ဖြောပြတင်ဆက်မှုတွေမှာကျယ်ပွင့်အော်ခါ၅ကြီးတကောင်ဖြစ်တဲ့ကက်စကာနဲ့အတူတူတွဲဖက်တင်ဆက်နေတော့အစပိုင်းမှာတော့အရာအလုံးအဆင်ပြေနေပြီမဲ့ခနက်လေရှင်းနဲ့ပိုင်းနဲ့ငုတ်လိုက်တဲ့အချိန်မှာတော့ကက်စကာကလည်းညင်တတာပြန်တွန်းရမယ်အစာရုပ်တည့်ရဲ့ကံရဲ့ကြမ်းမြင့်အထိတောက်လျှောက်ဆွဲယူသွားခဲ့ပါတယ်။ ဒါကိုမြင်တွေ့ရတဲ့ပြည်သက်တွေလည်းထိတ်လန့်ကုန်ကြသလိုတစုံတစ်ခုတော့စူးစူးဝါးမှားယွင်းနေပြီဆိုတာသဘောပေါက်ခဲ့ပါတယ်။ကက်စကာဟာသူမရဲ့ခံမှန်းရခတ်မှုကြောင့်နာမည်ကြီးပြီးထရိနာကနက်ဖ်လည်းမြင်မြဲဆွဲကြိုက်ချင်ရင်းနဲ့ပိုင်းတွေကိုဆွဲခေါ်ခဲ့တာပါ။ဝန်ထမ်းတွေကလည်းထိတ်လန့်ကြအော်ဟိတ်ကုန်ကြပြီးကနက်ဖ်ကိုကူညီဖို့ကြိုးစားပေမဲ့လည်းကက်စကာကတညာမှုမရှိခဲ့ပါဘူး။ကနက်ဖ်လည်းငါးကြီးကကြိုက်ခဲ့တဲ့ကြားကပဲအသက်ရှင်လို့မြအောင်ကြိုးစားခဲ့ရပြီးကက်စကာရဲ့သွားကလည်းသူ့ရဲ့ခြေထောက်ထဲစိုက်ဝင်နေကြပါတယ်။ သူလည်းအရန်ကိုနာကျင်ပေမဲ့ cast ကလည်းပြန်လဲထိန်းချုပ်နိုင်အောင်ကြိုးစားနေခဲ့ပြီးသူမကိုပြန်လဲတည်ငြိမ်လာအောင်ထိန်းသိမ်းခဲ့ပါတယ်။အယ်ဘိုကောင်းစားနေပဲ cast ကလည်း Khanaf ကိုကိုက်ချင်ကံမော်ပြန်တက်လာပြီးဝန်ထမ်းတွေရဲ့ဝိုင်းဝန်းအာယုံလွှဲမှုကြောင့် Khanaf လည်းရေကန်တစ်ဖက်ခြမ်းကိုကူးခတ်လာနိုင်ရင်နောက်ဆုံးမှာတော့အသက်ရှင်လွတ်မြောက်ခဲ့ရပါတယ်။အဲဒီနောက်မှာတော့ဝန်ထမ်းတွေလည်းသူ့ကိုဘေးကင်းရာခေါ်ထုတ်သွားခဲ့ပြီး Khanaf ရဲ့ခန္ဓာကိုယ်မှာလည်းကိုက်ဖြတ်ခံရတဲ့ဒဏ်ရာတွေပြင်းထန်ခဲ့ပါတယ်။ခြေတော်တစ်ဖက်လည်းကြိုးစားခဲ့သေးပြီးကံကောင်းလို့သူဟာအတက်ဘေးကပုတိပုကလွတ်မြောက်ခဲ့ရတာပါ ဒီဖြစ်ရကြောင်းဩကာရီနဲ့လောက်ကရသူတွေရဲ့ဘေးကင်းမှုအပေါ်မေးခွန်းတွေမြင့်တက်လာပြီးဒီလိုတတဝါတွေကိုဖမ်းဆီးထားတဲ့အပေါ်မှာလည်းဝေဖန်မှုတွေရှိလာခဲ့ပါတယ်။ဒါပေမဲ့လည်းကက်စကာရဲ့ပြဿနာကဒါတွေမပြီးသွားပါဘူး။သူမဟာအသက်40နှစ်အရွယ်2018ခုနှစ်မှာတေဆုံးသွားခဲ့ပြီးအဆုတ်ကိုယောဂဘုကူးဆက်မှုနဲ့တေဆုံးသွားတယ်လို့သိရပါတယ်။ဒါကြောင့်လည်းသူမရဲ့တေဆုံးမှုဟာရေရှည်ဖမ်းဆီးမွေးမြူမှုကြောင့်ဒီတတဝါကြီးတွေအပေါ်ထိခိုက်မှုကိုမြင်သာစေခဲ့တာလည်းဖြစ်ပါတယ်။ ။ဟုတ်ကဲ့ပါကျွန်တော်ခုတင်ဆက်ပေးခဲ့တာတွေကတော့တမိုင်းတလျှောက်ကြုံတွေ့ခဲ့ရသမျှဩခါရရဲ့ထိတ်လန့်တုံးလုံးဖွေရာတိုက်ခိုက်မှုတချို့ကိုစူးစီးတင်ဆက်ပေးခဲ့တာပါ။ကဲဒီတော့တင်တို့ရောဩခါဝေလာငါးကြီးတွေကိုဖန်စီမွေးမြူမှုအပေါ်ဘယ်လိုမျိုးထင်မြင်မိလဲဗျ။လူကြီးမင်းတို့ရဲ့ထင်မြင်ချက်တွေကိုလည်း comment မှာပါဝင်ဆွေးနွေးပြသလိုက်ပါ။ဒီအစီအစဉ်လေးကိုအဆုံးထိလိုက်ပါကြည့်ရှုအားပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။